တဏ္ဍာရီကိုဆုံးလောင်းနိုင်ဆုံးလောင်းနိုင်ထားတဲ့စိတ်ဓာတ်တစ်ခုဘုန်းကြီးတို့တွေ့တတိထားဖို့တော့ဒါနကောင်မှုလှုပ်တိုင်းလှုပ်တိုင်းမြတ်စွာဘုရားသခင်ကိုရမြတ်ကဝေလာမတုတ်တံမှာဝေလာမဒီတုတ်တံကိုဟောတဲ့အခါမှာပေါ့လေဝေလာမတုတ်တံကြီးကိုဘုသူဟောတာတော့ဆိုအနာရဘိကိုဟောတာအနာရဘိတတိကတုတ်တံဘာပုဂ္ဂိုလ်ကြီးဖြစ်နေအဲ့ဒီအနာရဘိတတိကိုဟောတဲ့တရား သောတပန်ပြီမယ်လို့မြတ်စွာဘုရားလိုအပ်လို့ဟောတယ်ဆိုတာတတိထားဖို့လိုပါမြတ်စွာဘုရားကကိုလူတဲ့အလူတန်လားအလူဝတ္ထုကကောင်းပြီဖြစ်စေညံ့နေဖြစ်စေဒါအဓိကမဟုတ်ဘူးတဲ့နဲတာနဲ့များတာဒီနှစ်ခုကလည်းအဓိကမဟုတ်ဘူးတဲ့အဓိကဖြစ်ပုံလေးကိုမြတ်စွာဘုရားပြောပါတော့ဆိုရင် လူတိုင်းလူတိုင်းဟာတက္ကိစံဒါနဒေဒီတလေးတစားလှူဖို့လိုအပ်တယ်။ဒါကိုလှုပ်တဲ့အလုပ်ကိုလှုပ်တဲ့အလုပ်ပေါ်ကိုလေးလေးစားစားလှုပ်တဲ့ဆိုအထိပ္ပာယ်ပြောတာနော်။တက္ကိစံကိုတတိန်ကတ်တော်လို့ဖွင့်လာဆိုရင်မိုင်းဖူးပေါ့။ကိုလှုပ်တဲ့အလုပ်ကိုစိတ်အားကုန်စိုက်ပြီးတတိအမတ်တရားလှုပ်တဲ့ဟာမျိုးလို့အမတ်တမဲ့ကလေးတွေမလုံးနဲ့လို့ဒီလိုပြောတာနော်။တလေးတစားလှုပ်တဲ့ဆိုအထိပ္ပာယ်ရပေါ့။ တလေးတစားလှုပ်တယ်ပြင်းပြင်းစင်စင်လှုပ်တယ်တန်တန်ပြန်ပြန်ဖြစ်အောင်လှုပ်တယ်ကြိုးစားပြီးတော့လှုပ်တယ်ဒီအလေးနဲ့ထားပြီးလှုပ်တယ်လို့ဒီလိုဆိုလို့တာပေါ်ဝတ္တနဲ့မဟုတ်ဘူးပေါ့စိတ်ဓာတ်ကိုပြောတာနော်စိတ်ဓာတ်ဆိုင်ရာဟာတက္ကိစဖြစ်ပေါ်လို့ဒါတစ်ချက်ဒါကိုကိုကိုပြင်နောက်တစ်ခုကဘာလို့ဆိုစိတ်တိကတ္တဝါတဏ္ဍတေတိအလူလူကြီးဆိုလို့ရှိရင် စိတ်တိကတ္တဝါဆိုကိုယ်စိတ်ထဲမှာပူဇော်လိုတဲ့စိတ်ချင်းမြောင်းလိုတဲ့စိတ်ဝန္တာချင်းလူတဲ့စိတ်တွေဖြစ်ပွားစေပြီးတော့မှလှူရမယ်ဒါမျိုးပူဇော်လိုတဲ့စိတ်ဆိုအခုတန်ဃာတွေကိုဆွမ်းလောင်းနေဆိုတာတန်ဃာတွေကျင့်နေတဲ့သီလသမားတွေကိုပူဇော်တာဟောတာလည်းပူဇော်တာပဲဒီတန်ဃာတွေကဆက်နွယ်ပြီးတော့ဘုရားလက်ထက်ကအရိယတန်ဃာတွေထိအောင်ရည်စူးပြီးတော့ပူဇော်လို့လည်းရတယ်ဟောနောက်တစ်ခုက တန်ဃာတွေကြက်မှတ်တင်ယူနေကြတဲ့ပရိယတ်တိစာပေတွေကိုပူဇော်တယ်။တန်ဃာကနေပြီးတော့ဓမ္မကိုပူဇော်တဲ့အစဉ်ရောက်။အဲ့ဒီကနေပြီးအာယုပြုလိုက်ဒီတရားတွေဘသူဟောတာတုန်းဆိုဘုရားဟောတယ်။ဩတရားရဲ့ပိုင်ရှင်ဖြစ်တဲ့မြတ်စွာဘုရားကိုလည်းသူပူဇော်တယ်။တန်ဃာကိုတင် စိတ်ကရမထားပဲနဲ့တန်ဃာတန်ဃာရဲ့တဏ္ဍာမှာရှိတဲ့တရားတရားကိုဟောကြတဲ့ဘုရားဆိုဟော ယရဏတော်မှပူဆောင်တာဖြစ်သွားဒါကအဲ့ဒီလိုစိတ်မထားလို့ရှင်မရဘူးနော်စိတ်ထားရမှာပြောပြကိုယ့်ရဲ့စိတ်ဓာတ်ဥတီချက်ဒီတိုင်းရှိရလူတိုင်းလူတိုင်းဟာတန်ခါကနေပြီးတော့တန်ခါကိုကြီးမှန်းရင်ကနေပြီးတော့တန်ခါတွေရဲ့တဏ္ဍမှာရှိတဲ့တရားတရားကိုဟောကြားတဲ့ဖရာဆိုလို့ရှင်ဟောယရဏတော်မှပူဆောင်ပြီးသားကိစ္စပြီးတော့ အဲ့တော့ဘုရားလည်းပူဇော်တယ်တရားလည်းပူဇော်တယ်သံဃာလည်းပူဇော်တယ်ဆိုတော့ကိုယ်အလှူဌာနတာမန်အလှူလို့ပြောလို့မရတော့ဘူးပေါ့လောက်တတ်လို့ရှိရင်ပူရလောကမှာစိုက်ပျိုးရေးလုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်စီးပွားရေးအယောင်ဝယ်လုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောက်တတ်သူနဲ့မလောက်တတ်သူနှိုင်းရှင်ပြီးကြီးလိုက်မယ်ဆိုရင်လောက်တတ်သူကပူအောင်မြင်တယ်တဲ့ ဒါကိုစည်းဝါရေးဆိုလို့ရှိရင်ဤပညာရှိတဲ့ပုဂ္ဂိုလ်လောက်တတ်တဲ့ပုဂ္ဂိုလ်တွေကသာတယ်လေမလောက်တတ်တဲ့ပုဂ္ဂိုလ်တွေကနောက်တန်းရောက်နေတာဘယ်လိုဖြစ်တာတော့ကုသိုလ်ကောင်းမှုလည်းပဲဒီတိုင်းပဲတတိထားဒါကတသိမ့်ထဲတယ်ဆိုပြီးတော့ရှေ့တန်းရောက်လို့မရဘူးရှေ့တန်းရောက်ချင်ရင်အခုပြောတဲ့တက္ကိသံဒါနံဒေတိစိတ်တိကတ္တဝါဒါနံဒေတိဆိုတဲ့ကိုယ်စိတ်ကိုပြင်းပြင်းစင်စင်လုံးဝရှေ့တန်းရောက်ပါ အတုဝတ္ထုများများထည့်ဦးနဲ့ရှိတမ်းမရောက်ဘူးတဲ့နော်အေးဒါကြောင့်မို့လို့အလုဝတ္ထုလည်းများများထည့်တယ်စိတ်ဓာတ်လည်းပြင်တယ်ဆိုရင်တော့ထိတ်တန်းပေါ့နော်ခုပြောနေကြတဲ့ top တင်းနဲ့ပါတော့မှာပေါ့နော်အဲ့တော့အဲ့လိုဘယ်ရာပဲဖြစ်ဖြစ်စိတ်ဓာတ်အမှန်တမ်းမှာအရေးကြီးတယ်စိတ်ကိုပြင်ဆင်အောင်အဲ့ဒါလိုပြင်ဆင်ဖို့အတွက် ဘုန်းကြီးတို့ဒီကုသိုလ်စိတ်ဖြစ်ဖို့ရအတွက်အချက်၄ချက်လိုအပ်တယ်။ချက်၄ချက်နဲ့ကိုယ့်အကုန်ကုသိုလ်စိတ်ဖြစ်အောင်လုံဆောင်ပေးထား။လက်ချက်ပေးထား။အဲ့ဒါကအထသလေးနေ့ထက္ကရာမှာကုသိုလ်စိတ်ဖြစ်တဲ့အခါမှာဘာကြောင့်ကုသိုလ်စိတ်ကဖြစ်ကြရတယ်လဲဆိုဒီအချက်၄ချက်နဲ့ကိုယ့်အကုန်လေ့ကျင့်ထား။နော်။နံပါတ်၁ကဘာလဲလို့ဆိုရင် နိယမိတကိုယ်စိတ်ကိုဆုံးဖြတ်ထားရမယ်ကုသိုလ်ပဲဖြစ်စေရမယ်ဟောဒီမြတ်စုနိဗ္ဗာန်ဆုံးလောင်းတဲ့နဲ့ပတ်သက်လာပြီးတော့လူရတန်းနဲ့ပတ်သက်လာပြီးတော့မကျေတတ်တာတွေပါတွေဟောတရားတွေမဟုတ်ဘူးကုသိုလ်စိတ်ပဲဖြစ်စေရမယ်ဆိုဒီတာမီနေရှင်းတစ်ခုထားလို့ဒီပြင်ကုသိုလ်တွေလုပ်တဲ့ပုံစံတွေလည်းအတူတူပဲကိုယ်စိတ်ကိုငါဒီနေ့ကုသိုလ်ပဲဖြစ်စေရငါဘဝမှာကုသိုလ်တွေပဲဖြစ်စေရဟော ုသိုလ်ဖြစ်ဖို့ရအတွက်စိတ်ကိုစောင့်တည်ပေးတာဒီစောင့်တည်မှုကလည်းဒါအဋ္ဌဌံတယ်လို့ခေါ်တာเนาะစိတ်ကိုဆက်ဆက်မြဲမြဲဒါမို့တရားကျင့်တဲ့ပုဂ္ဂိုလ်တွေလည်းအတ္တမအရေးကြီးတယ်ဒီအချင်းဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပါလို့ဤဆိုတဲ့အဋ္ဌဌံချက်ထားတရားထုတ်ပြီဆိုလို့ရှိရင်အဲ့ဒီဥတိချက်နဲ့အဋ္ဌဌံပြီးတော့အာထုတ်မှသူကဒီဥတိချက်အတိုင်းသွားတာအဲခုခေတ္တမပြောနဲ့တော့တချို့ကလည်း စုလေးပါလေးပန်ထားပြီးတဲ့အခါကျတရားထိုင်တာတောင်လျှော့ထိုင်နေတယ်ဘာလို့ဆိုမတော်တဆသောတာပန်ဖြစ်တော်မှာဆိုလို့မတော်တဆတော့မဖြစ်တော်ဘူးအဲ့ဒါမှတ်တာနော်သောတာပန်ဖြစ်လို့တော့လွယ်တာမဟုတ်ဘူးစာတိဖြိတ်တော့ရနိုင်တယ်လက်မှတ်ကတော့လွယ်တယ်လက်မှတ်ပေးတဲ့လူတွေလည်းရှိနေတယ်ခေါ်ပါနော်အဲ့တော့မတော်တဆဆိုတာမဖြစ်နိုင်နော်အဲ့ဒီမှာတရားကျင့်ပြီးတော့မတော်တဆသောတာပန်ဖြစ်သွားရင်ငါ ဟိုဖះနောက်ဖွဲ့မဲ့ဖះတွေမမိလိုက်မှဆိုးတဲ့လူကလည်းကြမ်းကြမ်းဖမ်းဖမ်းဆိုးတဲ့လူရှိတယ်ရှိလို့ပြောတာเนาะအဲ့တော့ကိုယ်စိတ်ဆန္ဒကိုကဒါကဥတီချက်ဆိုတဲ့စိတ်ရဲ့စောက်တည်မှုဒါကုသဖြစ်ဖို့အတွက်တစ်ခုလေဒါကြောင့်မို့လို့အတ္တဣမာယပฏิပတ္တိယသရမရဏံမပြိမုံစိတ်တာပြိမုတ်စိတ်တာမိဆိုတဲ့ဒီစကားဒီတာမီနေးရှင်းကိုပြောတယ် သူ့ရဲ့ယုံကြည်ချက်နဲ့စိတ်ရဲ့ဥတည်ချက်ကိုပြောတဲ့စကားနော်ဆုတောင်းတာမဟုတ်ဘူးအဲ့ဒါအဲ့တော့ကိုယ်စိတ်လေးကိုစောင့်တည်ဖို့လိုအပ်တယ်တဲ့အဋ္ဌံဖို့လိုအပ်တယ်ကုသိုလ်စိတ်သာဖြစ်စေရမယ်ကုသိုလ်သာဖြစ်စေရမယ်အကုသိုလ်မဖြစ်စေရဘူးဒါတစ်ခု determination လို့ခေါ်နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်နောက်တစ်ခုကတော့ ဒီစိတ်ကိုပရိနာမိတစိတ်ကိုကုသိုလ်ဖြစ်ဖို့ရအတွက်အမြဲတမ်းညွတ်ထားကုသိုလ်ဘက်ကိုအမြဲတမ်းညွတ်နေတဲ့စိတ်လေးကိုလေ့ကျင့်ပေးရအဲ့ဒါကြတော့ inclination လို့စိတ်ကိုကုသိုလ်ဘက်ကိုညွတ်တယ်အေးဖြစ်လာလို့ရှိရင်ငါစိတ်ဟာကုသိုလ်တွေပဲဖြစ်ရမယ် determination ကအဋ္ဌံဒါစိတ်ကိုညွတ်ပေးထားတာเนาะ စိတ်ညွတ်တယ်ဆိုတာဘလိုချင်တယ်ဆိုတာအဲ့ဒီလိုချင်တဲ့ဘက်ကိုညွတ်နေတာပဲလေကိုယ်စိတ်လေးဟာကုသလိုချင်တဲ့စိတ်ကလေးဟာကုသဖြစ်ဖြစ်စေချင်တဲ့စိတ်ကလေးပေါ်ပြီးတော့နေပြီးတော့ညွတ်နေရမယ်တဲ့နောက်တစ်ခုကဘာလို့ဆိုရင် အလေးအချင်လုပ်ပေးရမယ်သမုဒ္ဒံစာရ practice လုပ်ပေးရအဲ့ဒီလေးချင်ရတယ်အမတမများကောင်းတယ်အလေးချင်ရှိသူနဲ့မရှိသူကိုယ်အလေးချင်ရဖြစ်တာလို့ဆိုတာ စဉ်းစားကြည့်လေဈေးထဲမှာပန်းလာလာလေးတွေ့တယ်ဆိုတဲ့လူမှာတယောက်ကအိမ်မှာပန်းအလှထားတတ်တဲ့လူတယောက်တယောက်ကတော့ဖះကိုနေ့တိုင်းပန်းကတ်တဲ့လူတယောက်ဒီနေ့ရောက်သွားလိုက်ဟုတ်ကဲ့လားစေတဲ့မှာအလွန်လှပတဲ့ပန်းတပန်းပန်းကိုတွေးပြီးဆိုတဲ့အခါမှာအိမ်မှာအလှထားတဲ့လူတယောက်ကအိမ်မှာအလှထားဖို့ဝယ်ဝယ်မှာပဲသူစိတ်ကအဲ့ဒီပဲညွတ်တယ် သူ့ရဲ့အလေးချင်းကအဲ့ဒီမှာဖြစ်တယ်။ဘုရားပန်းလူနေကြလူကြတော့အဲ့ဒါလို့မဟုတ်ဘူး။ပန်းမြင်လိုက်တာနဲ့ဟာဘုရားဆိုဘုရားကိုပန်းကတ်အောင်မယ်ဆိုတဲ့စိတ်ကအရင်ဖြစ်သွားတယ်။အနာထားမယ်ဆိုတဲ့လူကလည်းခေါင်းပန်းတဲ့ကတော့ခုခေတ်တော့ပန်းပန်းနေတဲ့သိမ့်တွေ့တော့ဘာမှဖြစ်မှာနော်။ပန်းပန်းနေနေသွားတယ်။ဒါကြောင့်မလို့ကဲစပွဲပေါ်အလှထားတာနဲ့ပဲပြောလိုက် ပတ်ပတ်တဲ့လူနဲ့ဆိုရင်တော့ကောင်းပတ်မှုပေါ့ကြည့်မှာပေါ့နော်အဲ့ဒါဘာလို့ဆိုအလေးချင်းပဲနေ့စဉ်နဲ့ပြကိုလေးချင်းနေတာပေါ့ဥတီရှိရတာတန်ခါမြင်ဆွန်းလောင်းမယ်ဆိုတဲ့စိတ်ဓာတ်အလေးချင်းရထားတဲ့ပုဂ္ဂိုလ်တယောက်ဟာမနေ့ဆွန်းကကြွလာရင်ဆွန်းလောင်းမယ်ဆိုတဲ့သူကစိတ်ကအရင်ပေါ်တာလေတခါမှလည်းမလောင်းမှုတဲ့ပုဂ္ဂိုလ်ကြတော့ဒီစိတ်ပေါ်တော့မပေါ်မပေါ်ဘူး အဲ့တော့ပေါ်ဖို့ဆိုတာခက်လွယ်တာမဟုတ်ဘူးမတမ်းမခက်တယ်အဲ့ဒါကြောင့်မလို့ practice သမှုတာစာကဆိုတာလုပ်ပြရတယ်တဲ့ဒါတစ်ခုနောက်တစ်ခုကဘာလို့ဆိုအာဘူးစိတနှလုံးသွင်းမှန်ကန်မှုလိုအပ်တယ်တဲ့ဒါကြတော့နှလုံးသွင်းမှန်ကန်မှုရာအတွက်ဘာလိုအပ်တော့ဆိုလို့ရှင်ကိုယ်ကိုသွန်သင်ပြသမဲ့ဆရာသမားအဲ့ဒါကိုပဲတပ်ပုရိတူပနေတရားကိုယ်ကိုသွန်သင်ပြသမဲ့ဆရာသမားနဲ့စီကရမယ်ပေါင်းသင်ဆက်ဆံရမယ် တတ္ထမတဝနာသူတော်ကောင်းတရားကိုနာရမယ်ဆိုတဲ့အဲ့ဒီအချက်တွေရှိမှသူကနှလုံးသွင်းတတ်တယ်တဲ့အဲ့ဒါလို့ကုသိုလ်ဖြစ်ဖို့ရာအတွက်ဟောဒီအချက်၄ချက်မတန်မှာကုသဏမှာအရေးကြီးတယ်လို့ဒီလိုဆိုထားတာเนาะအဲ့ဒီ၄ချက်နေနဲ့၄ချက်ထားတဲ့ပုဂ္ဂိုလ်တရားဟာမာလေးတွေ့လိုက်တွေ့လိုက်ကုသိုလ်ဖြစ်ဖို့အရေးကြီးပဲဖြစ်လာတယ်เนาะအဲ့ဒါကြောင့်လို့ကုသိုလ်ကောင်းမှုဆိုတာဟာ ကိုယ်တဏ္ဍာမှာအရေးကြီးတဲ့အရာဖြစ်လို့မကန်တဲ့ဥတီချက်တင်ကုသိုလ်ကောင်းမှုတွေကိုလုပ်ကြတာလုပ်တဲ့ပြကုသိုလ်ကောင်းမှုတွေဟာမကန်တဲ့ဥတီချက်တာထားမြည်သည့်ကုသိုလ်ပဲဖြစ်စေပန်းလေးတစ်ပွဲလှူတဲ့ကုသိုလ်ပဲဖြစ်စေနိဗ္ဗာန်ချမ်းသာကိုပေးစွမ်းနိုင်တယ်